အားလုံးမင်္ဂလာပါတလာရှရီမှာပြန်လည်ကြိုဆိုလိုက်မလို့ထိုင်းဘတ်အဟောင်းနဲ့ကြွေစီအောင်နဲ့ပတ်လပ်ပြီးတော့ဘလို့ကြည့်ပြီးမှလဲလဲလို့ရဆိုတဲ့အတိပညာဘူတာနဲ့အထွေထွေဘူတာတွေကိုအစဉ်ဆက်မပြတ်မျှဝေပေးတဲ့သူတယောက်ပဲဖြစ်မှာเนาะဒီထိုင်းဘတ်နဲ့ပတ်သက်ပြီးတော့เนาะဟာတချို့တငယ်ချင်းမိတ်ဆွေတွေကဘလို့ပြောမလဲဒီဟာလေးနဲ့ပတ်သက်ပြီးတော့အတေးစိတ်ကိုမတိသေးတဲ့ခါကြတော့ဗောနော်ဘလို့ဟာတွေရောင်းရမလဲဘယ်ခုနှစ်ကိုကြည့်ရမလဲလို့မှလာလာပြီးတော့မေးကြတာဗောနော်အဲ့ဒါလေးကို ဘယ်လိုကြည့်ပြီးမှရောင်းရမလဲဘယ်ခွင့်တွေကြည့်ရလို့ဆိုတော့ကျွန်တော်တင်ပေးထားတာရှိပါတယ်အဲ့ဒါကိုတွတ်ကြည့်လို့ရတယ်လို့ပြီးတော့ဒီထိုင်းဘတ်နဲ့အကျွေးစင်းနဲ့ပလက်ပြီးတော့တခုနားလဲထားရမှာကပုံစံတူတိုင်းရောင်းလို့မရဘူးခုနှစ်ခုတိုင်းရောင်းမရဘူးဘယ်ဟာတွေကြမ်းမှရောင်းရဆိုတော့မှ အရွက်တွေနဲ့ပတ်သက်ပြီးတော့မထူးခြားချက်ပါမှရောင်းရတယ်အမှတ်စဉ်တွေကလည်းကွဲလွဲမှုရှိမှမှားယွင်းမှုရှိမှလာရောင်းလို့ရတာပဲဖြစ်မှာเนาะဟုတ်ကဲ့ဒီ time message နဲ့ပတ်သက်ပြီးကြတော့အမှခုနှစ်တွေအဲတက်ကြည့်ရပါမယ်เนาะမှထုတ်လုပ်တဲ့အရေးအတွက်အ ਨੇ ဆုံးဖြစ်တဲ့ခုနှစ်ကိုပဲရောင်းတန်းဝင်တယ်เนาะအမှထုတ်လုပ်တဲ့အရေးအတွက်များပြားတဲ့ဟာကြတော့ရောင်းလို့မရအောင်เนาะအဲကြောင့်မလို့ဒီဟာလေးတခြားလေးတက်ကြည့်ပါအာ ခေါင်းတိုင်းပုံစံလူတိုင်းရောင်းရမှာဆိုရင်အားလုံးကရောင်းရမှာပေါ့နော်အကြောင်မလို့မတီးဟာလေးတွေကြတော့လူများပတ်စံတွေအများကြီးပေးဝယ်ရဲဆိုတာကထုတ်လုပ်တဲ့အရေးအတွက်နေပါပြီးတော့မှရှာပါပစ္စည်းစည်ရင်းဝင်သွားတဲ့ဟာကိုမှမှရောင်းတန်းဝင်တာပဲဖြစ်မှာဟုတ်ကဲ့ပါဒီဟာတွေကြတော့မှအရင်ကတော့ထုတ်ဆရာမလို့နော်တုံးပေမဲ့မှဟိုတွေးဖို့တော့မလွယ်ဘူးအဲ့လိုပဲပြောရမှာဒါဖြစ်လဲဆိုတော့ခုနပြောလို့အာပုံစံတူတိုင်းရောင်းရအောင်မှခုနှစ်တူတိုင်းရောင်းတစ်ချက်လေးတိုက်ကြည့်ရမယ် ထုတ်လုပ်တဲ့အရေးအတွက်အနေဆုံးဖြစ်တဲ့ဟာလေးကိုအာရှာပါတဲ့ဟာလေးဖြစ်သွားတာမို့လို့အမရှောင်းတန်းဝင်လာပဲဖြစ်ပါတော့ခဲ့ဒီဟာလေးကိုတခြားလေးအတတ်ကြည့်ပါကျွန်တော်တင်ပေးထားတာရှိပါတော့ခဲ့အမရှောင်းတန်းဝင်ထားတယ်တင်ပေးထားတာအများရှိပါတော့ခဲ့အဲဒါလေးကိုတော့တတ်ကြည့်ပါခုနေ့ဒီပါညာအာကြည့်လို့အဆင်မပြေဘူးဆိုရင်ကျွန်တော်ဒီမှာပုံပို့လာပေးလို့လည်းရတော့အားရင်ကြည့်ပေးမယ်အာ ချက်ချင်းတော့အကြောင်းမပြန်ပေးတာတော့နားလည်ပေးပါတော့ဘာဖြစ်လို့လဲဆိုတော့ current လည်းအရန်များတဲ့အတွက်အားလုံးကိုမှတစ်ခါတည်းတစ်ချိန်တည်းနဲ့ကြည့်မပေးနိုင်တော့ဟုတ်ကဲ့ဒါလေးတော့နားလည်ပေးပါဟုတ်ကဲ့ပါဒီဟာလေးနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်ကိုလာရောက်ပြီးတော့မျှဝေပေးသွားတာပဲဖြစ်ပါတော့ဟုတ်ကဲ့အားလုံးအလောက်ကိုင်းစင်ပြေကြပြီကံကောင်းကြပါစေနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်